အနုပညာရှင်တချို့ရဲ့နှစ်သက်ကူစူတောင်းတဲ့တွေကိုလည်းစူးစီးတင်ဆက်ပေးလိုက်ပါတယ်ရှင်ကျွန်တော်တို့ခေါင်းဆောင်ကောင်းနေရှိလာပြီဆိုတော့ကျွန်တော်တို့ကိုယ်တိုင်တူးချင်းစီကလည်းနောက်လိုက်ကောင်းနေဖြစ်ဖို့လည်းလိုအပ်ပါတယ်လူသစ်စိတ်တဲ့နှစ်သက်မှာအပြောင်းလဲတစ်တွေကိုကြိုဆိုရင်ကျွန်တော်တို့လည်းအရင်အတဲ့ပို့ပြီးတော့စီကံရှိရှိနဲ့နော်ဟိုစူးစားသွားကြမဲလို့ပြောချင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင် နေတော့အခုမကြခင်မှာဒီတော့နှစ်သစ်ကိုကူပြောင်းတော့မှဖြစ်ပါတယ်အဲ့တော့နှစ်သစ်မင်္ဂလာမှာစစ်တပ်ပြည်သက်တွေအားလုံးစိတ်ချမ်းသာပါစေကိုကျန်းမာပါစေနောက်ပြီးတော့မျှော်မှန်းထားတဲ့အနာဂတ်တွေကိုကိုစီကိုစီပိုင်ဆိုင်နိုင်ပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ဒီမှာဆိုတော့အများကြီးဆိုတော့ကိုကိုရိုင်းကလည်းသူတို့တွေရဲ့ပြည်သက်ပါပဲဆိုတော့ကိုချစ်တဲ့နှုတ်ကြရှင်တွေနဲ့အတူတူတကြံကိုဖြတ်သန်းခွင့်ရတဲ့အတွက်အယံဝမ်းသာပါတယ်ပျော်ရှင်ရပါတယ်နောက်ပြီးတော့ဒါနှစ်သစ်ကူရမယ်ဆိုတော့အားလုံး င်ခင်နဲ့နှစ်သစ်ကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ဆုတောင်းပေးပါရစေ။ကျေးဇူးတင်ပါတယ်။အဲနှစ်သစ်မှာကဘာသူကဘာသားတွေမြန်မာပြည်သူမြည်သားတွေအကုန်လုံးစိတ်ချမ်းသာရင်ကိုကြီးကျမချင်းတွေပြည့်စုံကြပါစေရှင်။ပျော်ရွှင်ကြပါစေ။စီးပွားရေးတွေလည်းကောင်းကြပါစေ။ဆုတောင်းပေးလိုက်ပါရစေ။ဒီ three အားလုံးနေနဲ့ပိုပြီးပြေးွားတဲ့ခံစားမှုနဲ့မင်္ဂလာရှိတဲ့နှစ်သက်ကိုကူပြောင်းကြတာဖြစ်လို့ဖြစ်ဖြစ်တော့လည်းထထူထမြအယံပြော်ပါရယ်ဟုတ်စိတ်ချမ်းသာမှုတွေလည်းအများကြီးတွေ့နေရတယ်ဟုတ် ရလားဖြူဖြဲပေးရမှာလားအာအရင်နှစ်တည်းရောကနေပါကွာလဲဆိုရင်ဒီနှစ်အားလုံးကအရင်အထက်ပိုပြောနေတာကိုတွေ့ရတယ်ဟာအဲ့ဒါကိုအရင်စိတ်ချမ်းသာပါတယ်တွေ့ရတာအားလုံးပေါ့နော်အာဘယ်လိုပြောမလဲဒီအခုကြည့်ရတာအကောင်လုံးကပြည်သူတွေကပေါ့နော်တသွေးထဲတသားထဲလို့ဟိုဖြစ်နေကြရတယ်ပေါ့ဒီတိုင်းလေးပဲရှေ့ဆက်သွားပြီးပါအခက်အခဲတွေတော့အများကြီးရှိမယ်ရင်ဆိုင်ဆရာတွေလည်း အများကြီးပဲရှိတဲ့ခါကျတော့စိတ်ရှိရှိလေးနဲ့အာတူတူပေါ့နော်တွေ့လက်ရင်းပြီးတော့မှရှေ့ဆက်ပြီးတော့မှနေတဲ့နဲ့တူတူရှောက်လန်းနိုင်ကြပါစေလို့အားလုံးပြည်သူကြားလုံးမင်္ဂလာပါနေတဲ့မှာလူတွေအားလုံးစိတ်သစ်လူသစ်အစိုးရတဲ့နိုင်ငံတော်တဲ့အားလုံးအားလုံးဒီတက်ပို့ပြီးတော့တိုးတက်ကြီးပွားကြပါစေလို့ဆုတောင်းပေးကြပါမယ်ဟုတ်ကဲ့ပါနှစ်သိမင်္ဂလာပါပေါ့နော်လူတွေအားလုံးဆက်ချမ်းသာကိုကြမ်းပါပါစေဒီထက်ပို့ပြီးတော့ကြီးပွားတိုးတက်ကြပါစေလို့ပြောချင်ပါတယ်